ကဘာကျော်ဘောလုံးတင်းတင်းဖြစ်တဲ့ Real Madrid ရဲ့ကစားသမားဟောင်း Fernando Morient ဟာဘောလုံးသမားချို့တွေနဲ့ဒီနေ့စွန်းလ3ရက်နေ့ညနေမှာဘောလုံးကစားတာတွေချင်းလုံးခတ်တာတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ဒီနေ့ညနေ3နာရီခန့်မှာရန်ကုန်မြို့တန်လမ်းမှာရှိနေတဲ့ရန်ကုန် United ဘောလုံးအသင်းရဲ့ကစားခွင့်မှာကစားခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒိုကဇလာနီယန်နီကမြန်မာနိုင်ငံကိုရောက်ရှိခဲ့တာဖြစ်ပြီးဒီနေ့မှာတော့မြန်မာနိုင်ငံမှာရှိနေတဲ့သူ့ရဲ့ပြည်သက်တွေနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ဒီနေ့ညမှာလည်းဖာနန်ဒိုကနာမည်ကျော်အနုပညာရှင်9ဦးနဲ့တူဘောလုံးဘက်ပြည်သက်အယောက်150နဲ့ဥရောပချန်ပီယံလိဖရာ UEFA ရဲ့ဘောလုံးဘက်ကိုအတူကြည့်သွားမှာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ဒီတော့ခဏလေးကိုဒီအကိုအရင်မှာ11ရာနော် ဒီနေ့ညရဲ့ UEFA ဘောလုံးပွဲမှာတော့ Real Madrid အသင်းနဲ့ Juventus အသင်းတို့ကကစားကြမှာပဲဖြစ်ပါရဲ့ရှင်။